အခုတင်ဆက်ပေးမယ့်သတင်းကတော့ဆိုရတဲ့အမကျူလိုတဲ့လူစဉ်ကိုစာချုပ်ဖြတ်သိမ်းမှုအတွက်ချက်စီပြည်သက်များတောင်းဆိုနေတဲ့သတင်းပဲဖြစ်ပါတယ်။ချက်စီပြည်သက်တွေကလေယူနိုက်တက်ကိုရှုံးနေခဲ့တဲ့ပွဲမှာဆိုရလို့နဲ့အမကျူလိုငယ်တဲ့နောက်ခံလူတို့စဉ်ကိုစာချုပ်ဖြတ်သိမ်းပြီးတော့အသင်းကထုတ်ပယ်ပေးဖို့အတွက်တောင်းဆိုခဲ့ကြပါတယ်။လီယူနိုက်တက်ကနှစ်ကိုတကိုနဲ့အနိုင်ရနေစီမှာဒိုစေဟာပင်နီအေရီယာထဲမှာ ဘောလုံးကိုပေါ့ပေါ့ချော့ချော့ထင်နေတာကြောင့်လီယူနိုက်တက်တိုက်စင်မှုကယ်ဘတ်ဝလီဝင်ကဘောလုံးဝင်လူပြီးတော့တတိယကိုတွေ့ရင်သွားခဲ့တဲ့ဖြစ်စဉ်အတွက်ဒိုစင်ကိုစားကြောက်ပြတ်သိမ်းမှုချဲစီပရက်တတွေကတောက်ဆုံနေကြတာပါမဲလူစုပေးလိုက်တဲ့ဘောလုံးကိုတိုစင်ကခိုက်ထုတ်လို့ရတဲ့အပြင်လူချက်ချင်းပေးလို့ရတဲ့ကြားကဘောလုံးကိုပေါ်ရထင်နေတာဖြစ်လို့ဆူရတဲ့အမကျွလုံးခဲ့တယ်လို့ဖြစ်ခဲ့ရပါဘူး ရှယ်စီယာလီယူနိုက်တက်နဲ့ကိုကိုမရှိနဲ့ဦးဆောင်ခဲ့ပြီးတိုရဲ့ရှိပါကိုကြောင့်နှစ်နှစ်ချက်ပြန်ကောင်းလာချိန်မှာတိုစင်ကအမကျွလွန်လိုက်လို့လီယူနိုက်တက်ကတတိယဦးဆောင်ကိုရရှိသွားခဲ့တာပါဒီတိတွေတော့ညင်ချောင်းပါပြပူလာပါ